အားလုံးပဲမင်္ဂလာပါကြီးရီတင်ချာကို လေ့လာတဲ့အခါမှာ မေးလေမေးထားရှိတဲ့ graph ပုံစံ6မျိုးရှိပါတယ်တကယ်စာမေးပွဲမှာလဲ graph နဲ့ပတ်သက်ပြီးတော့မေးတဲ့အခါအဲ့ဒီ6မျိုးကိုပဲလှည့်ပတ်ပြီးတော့မေးနေတာဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီပုံစံ6မျိုးကဘာလဲနံပါတ်1ကတော့ပေးထားတဲ့ graph က increasing ဖြစ်နေသလား decreasing ဖြစ်နေသလားဆိုပြီးတော့မေးတတ်ပါတယ် ဒုတိယကတော့ပေးထားတဲ့ graph ရဲ့ဘယ်အပိုင်းတွေက positive ဖြစ်တယ်လဲဘယ်အပိုင်းတွေက negative ဖြစ်တယ်လဲဆိုတာမျိုးတွေမေးတတ်ပါတယ်တတိယတစ်ခုကတော့ line လေးပေးထားပြီးတော့အဲ့ဒီ line ရဲ့ equation ကို ရှာခိုင်းတတ်တယ်ဒါမှမဟုတ်ရင်လည်းအဲ့ဒီ line ရဲ့ slope ကို ရှာခိုင်းတတ်ပါတယ်နောက်တစ်မျိုးကကြတော့ပုံပေးထားပြီးတော့မှအဲ့ဒီပုံထဲမှာပါတဲ့ graph ရဲ့ excess of cemetery ကဘယ်ဟာလဲဆိုတာမျိုးမေးတတ်ပါတယ်ရွေးခိုင်းတတ်ပါတယ်ငါမျိုးကနောက်တစ်မျိုးကကြတော့ y intercept ကိုရှာခိုင်းတာပါ y intercept ကို positive လား negative လားဒီလိုမျိုးမေးတတ်ပါတယ်နောက်ဆုံးနံပါတ်6ခုမြောက်ကကြတော့ line နှစ် line ကိုမှ equation နှစ်ចောင်းပေးထားပြီးတော့ သူတို့ကြားတဲ့က relationship ကို မေးတာမျိုးပါ relationship ဆိုတာဘယ်လိုမျိုးလဲဆိုရင်ဥပမာဒီ line နှစ် line က parallel ဖြစ်နေသလားပြိုင်နေသလားဒီ line နှစ် line ကတစ်ခုနဲ့တစ်ခု perpendicular ဖြစ်နေသလားတောင်းပန်ကျနေသလားဘာမှမဟုတ်ရင် ပေးထားတဲ့ equation နှစ်ကြောင်းလုံးဒီ same line ကိုပဲပြောနေတာလားဒါမှမဟုတ်ရင်ပေးထားတဲ့ line နှစ် line ကတစ်ခုနဲ့တစ်ခုတော့ cross လုပ်သွားတယ်ဖြတ်သွားတယ်ဒါပေမဲ့ တောင်းပန်တော့ကြမနေဘူးစသဖြင့်ဒီလေးမျိုးထဲမှာဘယ်ဟာလဲဆိုတာမျိုးရွေးခိုင်းတတ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီပုံစံ6မျိုးထဲမှာပုံစံ3မျိုးကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့ပုံစံ3မျိုးကဘာလဲဆိုရင် graph ပေးထားပြီးတော့မှ axis of symmetry မေးဘယ်လိုဖြစ်မလဲဆိုတော့အပိုင်းကိုရှင်းပြပေးမယ်နောက်တစ်ခါ graph ပေးထားပြီးတော့မှအဲ့ဒီ graph က increasing လား decreasing လားမေးတာမျိုးရဲ့အဲ့ဒီ graph က positive လား negative လားမေးတာမျိုးကိုဒီ video မှာကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ကျန်တဲ့၃မျိုးကိုတော့နောက်ထပ်အပိုင်းမှာဆက်ပြီးပြောပြပေးသွားမှာမယ်။ဒါဆိုရင်ကျွန်တော်ရဲ့အတူတူဆက်ပြီးတော့ကြည့်ကြရအောင်။ အရင်ဆုံးကျွန်တော်တို့ Access Symmetry ပုံစံလေးကိုကြည့်ကြည့်ရအောင်ဒီလိုမေးခွန်းမျိုးမှာသူက graph ပုံလေးပေးထားမယ်ပြီးတဲ့အခါကျရင် မေးခွန်းထဲမှာ Access Symmetry ကဘာလဲဆိုပြီးတော့ရွေးခိုင်းတတ်ပါတယ် Access Symmetry ဆိုတာကတော့ခေါက်ရိုးချိုးလိုက်ရင် ခေါက်ရိုးညီတဲ့မြင်းကို ပြောချင်တာဖြစ်ပါတယ်အဲ့တော့ပမာလိုပြောရမယ်ဆိုရင်ကျွန်တော်တို့ကခေါက်ချိုးညီ ညင်းပေါ့နော်ဟုတ်ပြီဒီပုံမှာ ခောက်ချိုးညီတဲ့ညင်း excess symmetry ကဘယ်နေရာမှာရှိမလဲအဲ့တော့ဒီလိုမျိုးပုံဆိုရင်ကျွန်တော်တို့ကြည့်လိုက်ရင် ပုံကိုခောက်ချိုးချိုးကြည့်တာပေါ့အဲ့တော့ခောက်ချိုးချိုးကြည့်လိုက်ရင် အလဲစင်တာမှာရှိမဲ့ line ကကျွန်တော်တို့ဒီလိုမျိုးခောက်ချိုးလိုက်ရင် ဒီအလယ်မှာရှိမှာပေါ့နော်ဒါဆိုရင်ဒီဘက်တော့ဝက်နဲ့ဒီဘက်တော့ဝက်နဲ့ကခေါချိုးညီတယ်ဒါဆိုဒီ dotted line အလယ်ရောင်အလယ်ကအနီရောင် line လေးကကျွန်တော်တို့ရဲ့ axis of symmetry ဖြစ်မယ်ဒါကတော့ចောင်းသားတိုင်းအလွယ်တကူကြည့်တတ်တယ်ပုံကို ခောက်လိုက်တာနဲ့ဘယ်နေရာကအလဲစင်တာလဲခောက်ချိုးညီလဲဆိုတာကြည့်တတ်တယ်။နည်းနည်းလေးထပ်ပြီးတော့အသေးအတဲ့အပိုင်းအကြတော့ ဒီ line ကိုဒီမှာလို့ကျွန်တော်တို့ပြလို့မရပဲနဲ့ပေးထားတဲ့ ABCDE ကိုကျွန်တော်တို့ရွေးရမှာဖြစ်တယ်။ရွေးရမှာဆိုတော့ A လား B လား C လား D လား E လားဆိုတာကိုသိဖို့လိုအပ်လာပြီ။အဲကြရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုရင်ဒီအနီရောင် dotted line လေးကဘယ်ကိုဖြတ်သွားလဲဆိုတာအရင်ဆုံးကြည့်ရအောင်။ဘယ်ကိုဖြတ်သွားလဲဆိုတော့ဒီမှာအနှုတ်နှစ်နဲ့အနှုတ်၁ရဲ့အလယ်ကိုဖြတ်သွားတယ်။ဒါဆိုရင်သူတို့နှစ်ခုကြားဆိုတော့အနှုတ်1.5ဖြစ်လိမ့်မယ်။ ဟုတ်စင်ကျွန်တော်တို့ရဲ့နီယောင်လိုင်း axis of symmetry ဒီ negative 1.5ဖြစ်လိမ့်မယ်အဲ့မှာမှာဘယ် equation လဲပေါ့ y is equal to negative 1.5လာ x is equal to negative 1.5လာပေါ့အဲ့တော့ဒီ line ဒီဒီဖြတ်သွားတဲ့အမှတ်ဒီဘယ်ဘယ်ကိုဖြတ်သွားလဲဆိုရင်ဒီ x axis ကိုဖြတ်သွားတာဒါဒီ x axis ကြီးအဲ့တော့ x axis ကိုဖြတ်သွားတယ်ဆိုတော့ဒါ x is equal to negative 1.5ဆိုတဲ့နေရာကိုဖြတ်သွားတာဖြစ်တယ်ဒါကြောင့်မလို့ဘယ်နေရာလဲလို့မေးရင် x is equal to negative 1.5ဆိုတဲ့အဖြေကိုရွေးရမယ်အဲ့တော့ဒီ line ဒီဒီလိုဖြစ်သွားမယ်ပေါ့နော် x is equal to negative 1.5အဖြေက b ဖြစ်မယ်ပေါ့ဒီကလေးတို့သာမှားပြီးရွေးမိတယ်နော်အဲ့တော့မှားပြီးရွေးမိတယ်ဆိုရင်ဥပမာအားဖြင့်ဘာကိုရွေးမိမလဲဆိုရင် y is equal to negative 1.5လို့သွားရွေးမိတယ်ဆိုပါစို့အဲ့ကြရင်ကြတော့သူကဘယ်လိုဖြစ်သွားမလဲဆိုရင် y is equal to negative 1.5က ဘယ် line လဲဆိုတော့ကျွန်တော်ပြမယ်ဒီ line ပေါ့အပြာနဲ့ရေးလိုက်မယ်သူက y ကို y = -1.5 လို့ပြောလိုက်ရင် horizontal line ဖြစ်သွားပြီဘယ် line လဲဆိုတော့ဒီနေရာဒီမှာအနှုတ်1.5နော်အနှုတ်1.5ဆိုတော့သူ့ရဲ့ out ပေါ့ဒီနားဖြစ်မယ်အဲ့ဒီလိုဖြစ်သွားလိမ့်မယ်ကျွန်တော်တို့ရဲ့ line ရ y is equal to negative 1.5ဆိုရင်အပြာရောင်လိုင်းဖြစ်သွားမယ်အပြာရောင်လိုင်းဒီကျွန်တော်တို့ရဲ့ graph ကိုခောက်ချိုးမဖြတ်ဘူးเนาะမဖြတ်တဲ့အတွက်ကြောင့်မလို့မှားတယ်ပေါ့အဲ့တော့ a မဟုတ်ဘူးအဖြေက b ဖြစ်မယ်ဒါအဖြေမှန်း b ပေါ့เนาะအဲ့တော့ဒီနေရာမှာထပ်ပြီးတော့ message နေတာက line တွေကိုကျွန်တော်တို့ပြောတဲ့အခါမှာ vertical line ပေါ့နော်ဒီလို vertical line ဆိုရင် x is equal to ဆိုပြီးတော့ကျွန်တော်တို့ရေးလေးရှိတယ် ဲ့ဒါလေးကိုမှတ်ထားပါဥပမာ ASIC equal to တခုခုပေါ့နှစ်ဆိုလဲနှစ်ပေါ့နော်ဒေါင်လိုက်တယ်ဆိုရင် ASIC equal to လို့ရေးလဲရှိတယ်အလျားလိုက် line နေအလျားလိုက် line နေဆိုရင်တော့ y နဲ့ပြလဲရှိတယ်ဥပမာ y is equal to 5လို့စသဖြင့်ပေါ့အဲ့တော့အလျားလိုက် line ကို solo ကျင်တာဆိုရင် y is equal to နဲ့ကျွန်တော်တို့ကရေးရမှာဖြစ်ပြီးတော့ဒေါင်လိုက် line ဆိုရင် ASIC equal to နဲ့ရေးရမှာဖြစ်တယ်အဲ့တော့ဒီခါလေးကြရင်ပေးတတ်တယ်ပေါ့နော်ဘယ်လိုပေးတတ်လဲဆိုတော့ graph ကဒီလိုကြီးပေါ့ graph ကဒီလို b dot graph g အဲ့တော့ b dot graph g ဆိုရင်တော့သူ့ရဲ့ axis of symmetry ကဒီလို down လိုက်သွားပိုင်းလို့မရတော့ဘူးမှားသွားမယ်အဲ့ကြရင်တော့ကျွန်တော်တို့ကအလျားလိုက်ပဲရွေးရမယ်အဲ့တော့ဒီလိုမျိုးဖြစ်သွားမယ်သူ့ရဲ့ axis of symmetry ကဒီလိုအလျားလိုက်ဖြစ်သွားနိုင်တယ်အဲ့လိုအခြေအနေကြရင်တော့ကျွန်တော်တို့က y is equal to ဆိုရယ်တစ်ခုခုရွေးရမယ်ပေါ့နော်ဥပမာဒီကောင်1ဒီကောင်2ဆိုရင် y is equal to 2ဆိုတော့ရွေးရမယ်ပြန်ပြောချင်တာကကြတော့ အလျားလိုက်မြင်းနဲ့ဒေါင်းလိုက်မြင်းနဲ့မှာ x နဲ့ y တတ်မှတ်ချက်ချင်းမတူဘူးဒါကိုသတိထားရမယ်ပေါ့နော်အဲ့တော့ဒါပထမဦးဆုံးပုံစံ axis of symmetry ဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုနောက်တဲ့ပုံစံတစ်မျိုးอ่ะကြတော့ဘာကိုမေးတာလဲဆိုရင်ပေးထားတဲ့ graph က positive လား negative လားဆိုပြီးမေးတာမျိုးပါအဲ့တော့ positive လား negative လားဆိုတာကိုကြည့်ချင်ရင်ねကျွန်တော်တို့ကဘယ်လိုကြည့်ရလဲဆိုတော့ x axis နဲ့ကြည့်ရပါတယ် ဒါသည် x axis ဖြစ်ပါတယ် x axis ရဲ့အပေါ်အကုန်လုံးသည်အပေါင်းဖြစ်ပါတယ် positive ပါအဲ့တော့ကျွန်တော်ဒီလိုရေးလိုက်မယ် x axis ရဲ့အပေါ်ဆိုရင်အဲ့ဒါသည် positive ကို ပြောချင်တာပါ positive value ပါ graph က positive ပါ x axis ရဲ့အောက်ဖက်ကဟာ၄အကြောင်းပြောင်းရေးလိုက်မယ် x axis ရဲ့ဒီအောက်ဖက်ကဟာ၄ဒီ negative ပါ ဟုတ်ပြီအဲ့ဒါကိုအရင်ဆုံးရှင်းရှင်းလင်းလင်းသိရမယ် positive လား negative လားခွဲခိုင်းတယ်ဆိုရင် x is is ရဲ့အပေါ်ဒီ positive အပေါင်းတန်ဖိုးတွေဖြစ်မယ် x is is ရဲ့အောက်ဖက်ဒီ negative အနှုတ်တန်ဖိုးတွေဖြစ်မယ်အဲ့ဒါဆိုဒီ graph မှာကျွန်တော်တို့ကြည့်ကြည့်မယ်ဥပမာဒီအပိုင်းပေါ့ကျွန်တော်အခုအပြာနဲ့လိုက်ပြီးတော့တွန့်လိုက်တဲ့အပိုင်းက x is is ရဲ့အပေါ်မှာရှိတယ်ဒါကြောင့်မလို့ဒီအပိုင်းဒီ positive ဖြစ်တယ် အလားတူပဲကျွန်တော်ဒီကနေစပြီးတော့မှဒီဘက်အချမ်းဒီတလိုင်းလုံးဒီလည်း x is is အပေါ်မှာရှိတယ်ဒါကြောင့်မလို့သူဒီလည်း positive ပဲဖြစ်တယ်အဲဆို x is is အောက်မှာရောဒီ graph ရှိလားရှိတာပေါ့ဒီမှာလေဒီနေရာလေးကနေပြီးတော့မှဒီနေရာလေးဒီအပိုင်းလေးဒီ x is is အောက်အောက်ဖက်ချမ်းရောက်တယ်ဒါဆိုရင်ဒီနေရာဒီ negative ပေါ့အဲဆိုသူ့ရဲ့မေးခွန်းကဘာကိုရှာခိုင်းတာလဲဆိုရင် negative အပိုင်းကိုရှာခိုင်းတာ တော့ negative sign ကိုရှာခိုင်းတာဆိုတော့ abcd မှာကျွန်တော်တို့ကြည့်ကြည့်လိုက်မယ် negative အပိုင်းရာဒီ output ကအပိုင်းလေးဖြစ်တယ်ဒီရောက်ကအပိုင်းလေးဒီဒီနေရာက အနှုတ်နဲ့ဒီနေရာက အနှုတ်တဲ့ဒါကြောင့်မလို့အနှုတ်နဲ့အနှုတ်တချားတဲ့ဟာကိုယူရမယ်အဲ့တော့အနှုတ်နဲ့အနှုတ်တချားတဲ့ဟာဆိုတော့အဖြေက d ဖြစ်မယ်အဲ့တော့ positive လား negative လားဆိုတာဒီလိုမျိုးကြည့်ရတယ်ဆိုတာကိုကျွန်တော်ပြချင်တာဖြစ်တယ်အဲ့တော့ထပ်ပြီးတော့ ပို့ပြီးနားလည်သွားအောင်နောက်ထပ် example တစ်ခုကြည့်ကြည့်အောင်ကဲဒီတစ်ခါ graphly ကဒီလိုပေးထားတယ် in the graph show မှာ which interval က negative လဲဘယ်ဟာ negative လဲရွေးမယ်ပေါ့နော် negative လား positive လားဘာနဲ့ကြည့်လဲကျွန်တော်တို့စပြီးတော့ x is is နဲ့ကြည့်ပါတယ်ဒီ x is is ရဲ့အပေါ်ဆိုရင်အပေါင်းပါ x is is ရဲ့အောက်မှာရှိသမျှဟာဒီအကုန်လုံးက နှုတ်ပါ negative ပါသူက negative ကိုမေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအောက်ကဟာတွေပဲလိုက်ကြည့်အောင်မယ်အဲ့တော့ negative ကဘာလဲဆိုရင်ဥပမာဒီကစမယ်ကျွန်တော်အနီရောင်နဲ့ခြေလိုက်တဲ့ဟာဓာတ်တွေကတော့ negative တွေအဲ့ဒါတွေအဲ့တခုပဲလားဆိုတော့မဟုတ်ဘူးဒီမှာလည်းရှိသေးတယ်ကျွန်တော်အခုအနီရောင်နဲ့ခြေလိုက်တဲ့အကုန်လုံးက866အောက်ဖက်ဖြစ်တဲ့အတွက်ကြောင့်မလို့ negative တွေဒါဆိုရင် negative ကကျွန်တော်အခုပြထားတဲ့နေရာဒီ negative တွေ အဲ့ထဲမှာမှဘယ်ဟာပါလဲဆိုတာကြည့်ကြည့်လိုက်အောင်ပဲပေါ့နော်ဒါ interval နဲ့ကျွန်တော်တို့ရေးကြည့်လို့ရတယ်အဲ့တော့ဥပမာအပြင်ဒီကနေပြီးတော့မှဒီထိဒါတွေအကုန်လုံးဆိုရင်ဒီတစ်ချမ်းလုံးကအနှုတ်နှစ်အောက်ငယ်သွားတယ်ဒါအနှုတ်နှစ်အနှုတ်နှစ်အောက်ငယ်တဲ့အပိုင်းတွေအကုန်ပါတယ်နော်သူကဒီဘက်ကိုသွားသွားမှာပေါ့အဲ့တော့အနှုတ်နှစ်အောက်ငယ်တဲ့ဟာကြီးအကုန်ပါမယ်ဆိုတော့ x ဒီအနှုတ်နှစ်အောက်ငယ်မယ်ပေါ့ ဆိုဒီအပိုင်းကသူ့ရဲ့ interview ဒီလိုဖြစ်မယ်။နောက်ဒီအပိုင်းရှိသေးတယ်လေကျွန်တော်တို့ကဒီအပိုင်းနော်။ဒါလည်း negative ပဲ။ဒါကြတော့ဘာနဲ့ဘာနဲ့ကြားလဲဆိုရင်ဒီမှာ၃ညနဲ့၃နဲ့ကြားနော်။၃ညနဲ့၃နဲ့ကြားဆိုတော့သူကြတော့ဘယ်လိုရေးရမလဲဆိုရင်၃ညနဲ့၃နဲ့ကြားပေါ့။အဲ့တော့၃နဲ့၃ညနဲ့ကြား။ဒီအပိုင်းကလည်း negative ပဲ။ဒါဆို negative က ဒီနှစ်ခုလုံးမှန်တယ်ဘယ်ဟာဖြစ်ဖြစ်မှန်တယ်အဲ့တော့ဘယ်ဟာပေးထားလဲလို့ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ကဒီမှာပေးထားတာ C ပေးထားတယ်အဲကြောင့်မလို့ C ကမှန်တယ်ပေါ့နော်ကျန်တာတွေကကြတော့မှားတယ်တချို့ဘိုင်းတွေက negative ရော positive ရောရောနေတာမျိုးတွေရှိမယ်ဥပမာအားဖြင့် x is a x is less than 0ပေါ့တုံညာအောက်ငယ်တယ်အဲ့တော့ x is less than 0ဆိုတာကအကုန်ဖြစ်နိုင်တယ်နော်ဥပမာ x က less than 0ဆိုတော့ဒီဟာဒီတစ်ပိုင်းပေါ့ ဒီ ਆ အကုန်ပါမှာပေါ့ဒါပေမဲ့အဲ့ဒီမှာကျတော့ဒီအပေါ်ပိုင်းက positive ဖြစ်နေတယ်ဒီအောက်ပိုင်းကကျ negative ဖြစ်နေတယ် positive လည်းပါလဲ negative လည်းပါလဲဆိုရင်ရွေးလို့မရဘူး तू က only negative ကိုပဲမေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ a လိုမျိုးဟာဆိုရင်ကျွန်တော်တို့ကမှားတယ်ဘာဖြစ်လို့လဲဆိုတော့ a လိုမျိုးဖြေမှာနှစ်ပိုင်းပါတယ်ခရမ်းရောင်အပိုင်းကအပေါ်ထောင်နေတဲ့အတွက်ကြောင့်မလို့ဒါ positive တဲ့ဝင်သွားတယ်ဒါ positive တဲ့ဝင်သွားတယ်နော်အပေါ်ထောင်သွားတာဘူး ပြင်ပြန်ဆိုက်သွားတဲ့အနီရောင်ပိုင်းကကြတော့ဒါ negative ဖြစ်သွားတယ်။အဲ့တော့နှစ်ပိုင်းလုံးပါနေတယ်။အဲ့လိုနှစ်ပိုင်းလုံးပါနေရွေးလို့မရဘူးပေါ့။ तू က negative ကိုပဲမေးတာဆိုတော့ negative သီးတန့်ပါတဲ့ interval ကိုပဲကျွန်တော်တို့ရွေးရမယ်ဆိုတော့ဖြေရ C ဖြစ်သွားမယ်။ဟုတ်ပြီ။ဒီအားလည်းနားလည်တယ်ဆိုရင်နောက်နောက် graph တစ်ခုနဲ့ထပ်ကြည့်ကြည့်အောင်။အဲ့တော့ဒီ graph မှာရောဘယ်အပိုင်းက negative ဖြစ်လဲပေါ့နော်။တူတူပဲခုန process တိုင်းပဲစရှာမယ် ace is is ကိုကျွန်တော်တို့ရှာတယ် ူရဲ့အပေါ်ပိုင်းက positive အပိုင်းသူရဲ့အောက်ဖက်ခြမ်းက negative အပိုင်းဖြစ်မယ်နော် positive နဲ့ negative လိုချင်တာ negative ကိုရှာခိုင်းနေဆိုတော့ကျွန်တော်တို့လိုက်ကြည့်ရမှာကဒီအပိုင်းပါမယ်နော်ပြီးရင်ဒီအပိုင်းပါမယ်ဟုတ်ပြီနော်ဒါဒီကတော့ရှင်းတယ်အဲ့ဆိုဘယ်ဟာမှန်လဲလိုက်ကြည့်ကြည့်မယ်အနှုတ်တင့်နဲ့တုံညချာတဲ့အဲ့ဟုတ်လားဗော အနှုတ်1နဲ့3ညချာအဲ3ညနဲ့နှုတ်1ချာဆိုတော့3ညကဒီနားမှာအနှုတ်1ကဒီနားမှာအဲ့ချာဆိုတော့အဲ့ချာကိုကျွန်တော်တို့ပိုင်းပြီးတော့ကြည့်ကြည့်မယ်အဲ့ချာလေးကိုပဲကျွန်တော်တို့ခဏလေးဒီချာလေးကိုပဲခဏလေးမြင်မြင်ရောင်ပြီးတော့ကြည့်ကြည့်မယ်အဲ့ချာလေးမှာ graph ကနှစ်ပိုင်းပါနေတာကိုတွေ့ရလိမ့်မယ်ဥပမာဒီတစ်ချမ်းဆိုရင် အနီရောင်တဲ့အချံဒါကြီးအောက်ဖက်ကိုရောက်နေတဲ့အတွက်ကြောင့်မို့ဒါဒီအပိုင်းဒီ negative ပိုင်းเนาะ now ဒီကနေကြတော့ဒီကနေဒီအထိကြတော့အပေါ်ထောင်နေတဲ့အပိုင်းအပြတ်အောင်ပိုင်းသူကြတော့ positive ပိုင်းအဲဆိုရင် positive လည်းပါတယ် negative လည်းပါတယ်နှစ်ပိုင်းပါနေကျွန်တော်ရွေးလို့မရတော့အဲ့တော့ a မဖြစ်နိုင်အောင်အဲ့လိုမျိုးဖြည်းဖြည်းချင်းကြည့်သွားရင်ဘယ်ဟာမှန်လဲဆိုတော့ကျွန်တော်ရှင်းသွားလိမ့်မယ်သူ interval တိုင်းလိုက်ပြီးတော့ကြည့်ကြည့်လို့ရတယ်အဲ့တော့ ဘီကိုဆက်ကြည့်ကြည့်ဘီကမှန်နိုင်ကြီးရှိလားဆိုတော့အနှုတ်နှစ်နဲ့အနှုတ်တက်အနှုတ်နှစ်နဲ့အနှုတ်တက်ဆိုတော့ကျွန်တော်ကန့်လိုက်မယ်နော်အနှုတ်နှစ်ကဒီမှာအနှုတ်တက်ကဒီမှာအဲ့တော့အဲ့နှစ်ခုကိုကျွန်တော်တို့ကန့်လိုက်မယ်ကန့်လိုက်မယ်ဆိုတော့ဒီလိုမျိုး မျိုးလုံးထဲမှာဒီနေရာလေးကိုပဲကွက်ပြီးတော့ကြည့်မယ်လို့ပြောချင်တာဒီနေရာလေးကိုပဲဦးစားပေးပြီးကြည့်မယ်အဲ့တော့ဒီဂျားလေးထဲမှာ ကျွန်တော်တို့ရဲ့ graph ကဘယ်ရောက်နေလဲဘယ်ရောက်နေလဲကြည့်လိုက်တော့သူကဒီဂျားလေးထဲမှာ အောက်ဖက်ကိုရောက်နေတယ်အောက်ဖက်ကိုရောက်နေဒါဆိုရင်သေချာတယ်သူဒီ negative ဒါဆိုရင်မှန်လားဆိုမှန်တာပေါ့ဆိုတော့ဘေးကမှန်သွားပြီကျန်တာကြီးလိုက်စဉ်းစားကြည့်လိုက်ရင်ကျန်တာတွေမှာကအပေါင်းလဲပါတာရှိမယ်အနှုတ်လဲပါတာရှိမယ်အဲ့လိုမျိုးနှစ်ခုပါရင်ရွေးလို့မရဘူးနော်ဒါဆိုအဖြေမှန်ကဘေးဖြစ်မယ်ရောက်ဆိုရင်နားလည်မယ်လို့ထင်တယ်ပေါ့နော်ဒါက positive လား negative လားမေးတဲ့အပိုင်းဖြစ်ပါတယ်နောက်တတိယတစ်ပိုင်းတတိယပုံစံပေါ့ တတိယပုံစံဘာမေးလဲဆိုတော့ပေးထားတဲ့ graph ကတဲ့ increasing လား decreasing လားဒီနည်းအားဖြင့် graph ကဖြည်းဖြည်းနဲ့တက်လာတာလားဆင်းသွားတာလားဒါကိုသူကမေးချင်တာဖြစ်တယ်အဲ့တော့ increasing လား decreasing လားဆိုပြီးဒီတစ်ခါကျတော့မေးထားတယ်အဲ့တော့ increasing လား decreasing လားဆိုတော့မေးတဲ့ပုံစံတွေကို မြင်ရင် စိတ်ထဲမှာစဉ်းစားရမှာကဒါသည် graph ရဲ့ slope ကို ကျွန်တော်တို့ကကြည့်ရမယ်လို့မျိုးလုံးထဲမှာ ်ခေါင်းထဲမှာစဉ်းစားရမယ်ပေါ့နော်အဲ့တော့ slope ကိုကြည့်ရမယ်ကျွန်တော်တို့သိပါတယ် slope ကဒီလိုမျိုး slope ဆိုရင်ဒါဒီတက်နေတာအပေါ်ကိုတက်နေတာနော်ဘယ်ကနေအမြဲကြည့်ရမလဲဆိုတော့ left to right ပဲအမြဲကြည့်ရမယ်နော်ဒါ left ဘယ်ဘက်ချမ်း to right ညာဘက်ကိုဘယ်ဘက်ကနေညာဘက်ကိုပဲအမြဲကြည့်မယ်ဒါဆိုရင် left ကနေ right ကိုသူကတက်နေတယ်တက်ရင်အပေါင်း positive လေဒီနေ့အဖြစ် increasing ပေါ့တက်တယ်ဆိုတာ increasing အဲ့လိုမဟုတ်ဘဲနဲ့ left to right ကိုဒီလိုဆင်းလာတယ် left to right ကိုဆင်းလာတယ်ဆိုရင်ဒါ decreasing ပေါ့ slope ကြီးကဆင်းနေတယ်ဆိုတော့ decreasing เนาะအဲ့ဒါဆိုရင် increasing လား decreasing လားဆိုတော့ light ကြည့်ကြည့်အောင်ဥပမာအားဖြင့် graph ရဲ့ဒီနေရာနေစကြည့်ရှေးဘေးနဲ့ဘယ်ဘက်ကနေညာဘက်ကိုဘာဖြစ်လာလဲတက်လာတယ်အဲ့ဒါဒီမှာတက်လာတယ်ဒါဆိုရင် increasing ပေါ့အပေါ်ဖြည်းဖြည်းတက်လာတယ်เนาะ အဲ့ရနေကြတော့နောက်ကြတော့ဘလို့ဖြစ်သွားလဲဒီကနေဒီကိုကြတော့ပြန်ဆင်းသွားရယ်နော် generally ပြန်ဆင်းသွားရယ်တဲ့ဒါဒီ decreasing ပေါ့ပြန်ဆင်းသွားရယ်နောက်ဒီနေရာနေပြီးတော့ပြန်တက်အောင်မယ်နော်ပြန်တက်အောင်မယ်အဲ့တော့ increasing ပေါ့ဒါဆိုရင်ဒီ graph အရဆိုရင်တော့ဘလို့ပုံစံလဲစတော့တက်တယ်အလဲမှာပြန်ဆင်းတယ်ပြီးတဲ့အခါကျရင်ပြန်တက်တယ်အဲဆိုတက်တာကိုမေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ အစွန်နှစ်ဖက်ကအစွန်နှစ်ဖက်ကနှစ်ခုယူရမယ်အလဲပိုင်းအောင်မယူပါဘူးဟုတ်ပြီနော်အဲ့တော့ပြန်ကြည့်ကြည့်အောင်ဟုတ်ပြီဒါဆိုရင်မျိုးလုံးထဲမှာမြင်ပြီဆိုရင်ကျွန်တော်တို့ကြည့်ရမှာကတက်နေတဲ့အပိုင်းတက်နေတဲ့ဘန်ဒီကနေဒီထိဒီထိတက်နေတယ်ဒီတစ်ပိုင်းပြီးရင်ကျန်တာဆင်းသွားပြီပြီးပြန်တက်တာကြတော့ဒီနေရာကနေဒီကိုပြန်တက်တယ်အဲ့ဆိုကျွန်တော်တို့ယူပါမယ့် interval ကအဲ့ဂျားတဲ့ဟာဖြစ်ရမယ်အဲ့တော့ဘယ်ဟာလဲလို့ကြည့်လိုက်တဲ့အခါမှာ a မှန်သလားပေါ့ a က x less than or equal to 0တဲ့တုံညာနဲ့တုံညာနဲ့အောက်ပေါ့နော်တုံညာနဲ့တုံညာနဲ့အောက်ဆိုတော့တုံညာကနေစပြီးတော့ဒီအောက်ကိုဆိုတော့အကုန်လုံးပါနိုင်တယ်အကုန်လုံးပါနိုင်တယ်ဆိုတော့ဒီကနေတောက်လျှောက်ကြည့်ကြည့်လိုက်ဒီမှာတက်တာလည်းပါတယ်အလဲဆင်းတာလည်းပါတယ်အဲ့ဒါယူလို့မရဘူးသူကတက်တာကိုဆင်းတော့နှစ်ခုလုံးပါနေတယ်နော် increasing ရော decreasing ရောပါနေနောက် b ကိုကြည့်ကြည့်ပါဦး b ကကြတော့အနှုတ် တ်1နဲ့အနှုတ်3ကြားအနှုတ်1နဲ့အနှုတ်3ဆိုတော့ဒီကြားဖြစ်လိမ့်မယ်အဲ့ဒီနှစ်ခုကြားကတက်တာလားဆင်းတာလားဒီနှစ်ခုကြားမှာဆင်းနေတာเนาะဒီမှာဆင်းနေတာလေအဲ့ဆိုရင်ယူလို့မရဘူးဘီရကြောင်းမြန်ကြီးယူလို့မရဘူးအဲ့ဆိုစီယိုကြီးကြီးစီရကြတော့အနှုတ်1ထက်ကြည့်တာတဲ့အနှုတ်တက်ကနေစမယ်အနှုတ်တက်လည်းပါတယ်အနှုတ်တက်ထက်လည်းကြီးတယ်ဟုတ်လားဆိုတော့ဒီမှာအနှုတ်တက် နှုတ်တစ်ထက်ကြီးမယ်ဆိုတော့ဒီကနေစပြီးတော့အကုန်ဖြစ်နိုင်တယ်ဒါဆိုရင်တော့မှန်သွားပြီကျွန်တော်တို့ဒီဘက်ချမ်းကတက်နေတယ်တက်နေတယ်တက်နေဆိုရင် increasing ဒါဆိုရင် c မှန်တယ် c မှန်တယ် do ကြီးကြီး d ရောမှန်လားအနှုတ်နှစ်ထက်ကြီးတယ်ဆိုတော့အနှုတ်နှစ်ကဒီမှာနှုတ်နှစ်ထက်ကြီးတယ်ဆိုတော့ဒီတောက်လျှောက်ဆိုတော့ဒီမှာဆင်းတာနည်းနည်းလေးပါနေတယ်အနုနစ်ကသွားယူမယ်ဆိုရင်ဆင်းတဲ့အပိုင်းနည်းနည်းလေးမလွတ်ဘူးကြံနေတယ်ပြီးတော့မှသွားတက်သွားအဲ့ဆိုရင်မရဘူးဒီလည်းမရဘူ အပြေမှန်က C ပဲဖြစ်လိမ့်မယ်အဲ့တော့ increasing လား decreasing လားဆိုတဲ့ဟာကဒီလိုမျိုးကြည့်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အချင်းချုပ်ပြန်ပြီးတော့ပြောမယ်ဆိုရင် axis of symmetry မေးတတ်ပါတယ် axis of symmetry မှာကျွန်တော်တို့က down light လားအလျားလိုက်လားဆိုတာကို ကြည့်ပါ vertical line တွေသည်ဘာနဲ့စလဲဆိုရင် axis equal to ဆိုပြီးတစ်ခုခုနဲ့စပါတယ်အဲ့မဲ့ horizontal line ကျွန်တော်တို့အလျားလိုက် line နေဆိုရင်တော့ y is equal to ဆိုပြီးတော့တစ်ခုခုနဲ့စတာဖြစ်ပါတယ်ဒါကွက်ကို နားလည်တယ်လို့မှတ်ထားမယ်အပိုင်းပေါ့နော်နောက်တစ်ခုက positive လား negative လား meet up ပါတယ်ပေးထားတဲ့ graph ဒီ positive လား negative လားဘယ်လိုကြည့်မလဲဆိုရင် ကျွန်တော်တို့ဘာရှာမှာလဲ x ဝင်ရော x is is ကိုကြည့်ပါ x is is ရဲ့အပေါ်ဒီ positive ဖြစ်ပါတယ် x is is out အပိုင်းသည် negative ဖြစ်ပါတယ်နောက်ဆုံးတစ်ပိုင်းကျတော့သူက slope ကိုကြည့်ပြီးတော့မှတက်နေတာလားဆင်းနေတာလားဆိုတာမျိုးမေးပါတယ်တက်တယ်ဆိုတာကျွန်တော်ပြောချင်တာ increasing ဆင်းတယ်ဆိုတာကျွန်တော်ပြောချင်တာ decreasing ပါဟုတ်ပြီနော်ဥပမာအားဖြင့်ကျွန်တော်တို့ရဲ့ graph layer ဒီလိုလေးရှိတယ်ဆိုပါစို့ ဒီလိုလေးဆိုရင်ကျွန်တော်တို့လိုက်ပြီးကြည့်ကြည့်မယ်ဒီပိုင်းက left to right ဆင်းလာတာပါဒါဆိုရင် decreasing မှာဒီအပိုင်းကကြတော့ယနေ့ DT ကို increasing တက်နေတာပါအဲ့ရနေဒီပိုင်းကကြတော့ပြန်ဆင်းသွားပါပြီဒီတစ်ခါကျရင် ပြန်တက်သွားပါပြီဒါဆိုရင် decreasing အပိုင်းကို ကျွန်တော်တို့ပြောပါဆိုရင်အဲ့ဒီဘက် interval ပါမယ်ပြီးရင်ဒီ interval ပါမယ်ဆိုတော့ဒီအပိုင်းဒီ decreasing အပိုင်းဖြစ်ပါတယ် increasing ဆိုရင်တော့ကျွန်တော်တို့ဒီကနေဒီဒီပါမယ်ပြီးတဲ့ခါကျရင်ဒီအပိုင်းက increasing ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီလိုရေးပြလိုက်မယ်ဆိုတော့ဒါက increasing ပေါ်တက်နေတာဒါလည်း increasing ပဲဒါပေမဲ့ ဒီအပိုင်းပေါ့ဒီကနေဟိုဘက်ကိုသွားမှာပေါ့တော့ရှောက်ပေါ့เนาะအဲ့တော့ဒီအပိုင်းနဲ့ဒီအပိုင်းကကြတော့ decreasing နေဖြစ်မှာပေါ့ဟုတ်ပြီဒီလောက်ဆိုရင်တော့ဒီအပိုင်းသုံးပိုင်းကိုနားလည်လောက်ပြီလို့ထင်ပါတယ်နောက်ထပ်အသေးသေးနဲ့ပုံစံသုံးမျိုးကိုလည်းကျွန်တော်ဆက်ပြီးတော့ဗီဒီယိုတွေတင်ပေးသွားပါဦးမယ်အရင်တုန်းကတင်ထားပြီးသားဗီဒီယိုတွေလည်းရှိပါတယ်အဲ့ဒီမှာ graph နဲ့ပတ်သက်တဲ့ပုံစံတွေရှင်းပြချက်တွေကိုပြန်ကြည့်လို့လည်းရပါတယ် ဒီဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်လည်းသိတဲ့အကြောင်းအရာတွေကိုဆက်ပြီးတော့ရှင်းပြပေးသွားပါအောင်မယ်စောင့်ကြည့်အားပေးပါအောင်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြတော့ပါ